ားလုံးပဲမင်္ဂလာပါကျော်ဒီနေ့ဒီမှာဆိုရင်တော့ Facebook ပေါ်ဝင်ငွေရနဲ့အကောက်ဖြစ်အောင်ဘယ်လိုလုပ်မလဲ CN ဆက်အပ်ရအောင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတာကိုကျော်ဒီဗျူလေးမှာပြပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်နဲ့ဒီချက်လောက်ကြည့်ကြမယ်အဲ့တော့ကျွန်တော်ကို messenger နဲ့ messenger ကနေပြီးတော့ကျွန်တော်လာမေးနေကြတဲ့သူတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တချို့တော့ကိုကျွန်တော်ပြပြပေးမယ်ပေါ့နော် Facebook account ပတ်စံဝင်တဲ့ account လုပ်ချင်လို့ကိုတဲ့အဲ့တော့ Facebook account ပတ်ဆက်ဝင်တဲ့အကောက်ကကျွန်တော်တို့ကလုတ်ပေးလို့မရဘူးเนาะပန်ရှင်ပေးပန်ရှင်အကောက်ပန်ရှင်ရပဲကိုတိုင်းလုတ်ယူရမှာပေါ့เนาะအဲ့တော့ဝင်ဝေရတဲ့ Facebook အကောက်ဖြစ်အောင်ကျွန်တော်တို့စီမှာ service လက်အပ်လို့လည်းမရဘူးကျွန်တော်တို့ကနေပြီးတော့လည်းလုတ်ပေးလို့မရဘူးနောက်တစ်ခုကအာကျွန်တော် screen shot ပုံလေးပို့လာတယ်ပေါ့เนาะအကိုရေးတဲ့ကျွန်တော်လည်းဒီလောက်ရောက်နေပြီတဲ့ monetization ရှောက်လို့ရလားတဲ့ နော် modernization ရှောက်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ CM set up ပွင့်မှာတာလင်းကျွန်တော်တို့က modernization ရှောက်လို့ရတာနော်ကျွန်တော်တို့ဒီ recall လာတို့ engagement ကောင်းလာတို့ modernization active ဖြစ်တာတို့ဒါမျိုးတွေကိုကြည့်ပြီးတော့ကျွန်တော်တို့က modernization ရှောက်ပြီးလို့မရဘူးနောက်တစ်ခုကတော့ကျွန်တော် set up ပွင့်အောင်လုပ်ဖို့တဲ့အတားဘလောက်ကြလဲတဲ့နော်အဲ့တော့ပြောချင်တာက CM set up ရအောင်ကျွန်တော်ဒီမှာ service လိုက်အရင်ဘလောက်ကုန်ကြမလဲလို့မေးတာပေါ့နော် အဲ့တော့ဖေးဖို့ပေါ်ဝင်ဝင်ရအောင်ကျွန်တော်စီမှာစာပြလက်အပ်လို့မရဘူးเนาะစီယံဆက်အပ်ပွင့်အောင်လဲကျွန်တော်စီမှာစာပြလက်အပ်လို့မရဘူးစာပြလက်လုပ်ပြီးလို့မရဘူးเนาะကျွန်တော်ဖေးဖို့ပေါ်ကနေပြီးတော့ဝင်ဝင်ရဖို့အတွက်ဆိုလို့ရှိရင်ကိုယ်တိုင်ပဲလုပ်ယူရမယ်ပေးပိုင်ရှင်အောက်ပိုင်ရှင်တွေကအာကျွန်တော်တို့ Facebook ရဲ့ policy တွေကိုတိုက်နာမယ်ကိုပိုင် content တွေဖန်ပြီးမယ်เนาะကျွန်တော်တို့နေ့တိုင်းကျွန်တော်တို့ video တွေတင်မယ်ကိုတွေတင်မယ်ကိုယ့်ရဲ့ page ကိုအာ ဒီ recommendation active ဖြစ်အောင်လုပ်မယ်အာပြီးလို့ဆိုရင်ကျွန်တော်တို့ monetization active ဖြစ်အောင်လုပ်မယ် facebook ရဲ့ cms scan တွေကိုလိုက်နာထားမယ်ဆိုရင်တော့ကျွန်တော်တို့ cm ဆက်အပ်ရမယ် cm ဆက်အပ်ရတဲ့အခါမှာကိုကမလျှောက်တတ်ဘူးပြီးအောင်မချိတ်တတ်ဘူးဆိုလို့ဆိုရင် service add တာလို့ download လို့ဆိုရင်တခြားအာကျွန်တော်တို့လောက်တတ်တဲ့ငွေချင်းတွေကိုကျွန်တော်တို့ပြီးလျှောက်ခိုင်းတာလို့ဒါမျိုးတွေလုပ်လို့ရမယ်။အဲ့တော့ကျွန်တော်ဒီမှာပြောချင်တာကကျွန်တော်စီမှာ Messenger မှာအများကြီး lambda manager တွေရှိတယ်။ အာပေးဖို့ကနေပြီးတော့ဝင်ဝေရအောင်ကျွန်တော်တို့ကိုဟိုစာပြအပ်လို့ရှိရင်ဘယ်လောက်ကုန်မလဲဆိုတော့စာပြအပ်လို့မရဘူးပေါ့နော်အဲ့တော့နောက်ပြီးတော့ပေးလေးကိုကြည့်ပြီးပါเนาะဘာကြောင့်ကျွန်တော်တို့ monetization မအောင်တာလဲဘာကြောင့် CM ဆက်အပ်မရတာလဲ CR ဆက်အပ်ဘာကြောင့်မရတာလဲဆိုရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့ပေးကိုပဲကိုယ့်အကူပြန်စီရမှာပေါ့နော်ကိုတင်နေတဲ့ ဗီဒီယိုတွေကိုတင်နေတဲ့ပို့တွေကကိုပိုင်ခွန်ထဟုတ်ရဲ့လားသူများဗီဒီယိုတွေကိုယူတင်ထားတာလားပေါ့နော်ကျွန်တော်တို့ကိုလက်စစ်ခိုင်းလို့လဲကျွန်တော်တို့ကစစ်ပီးလို့မရဘူးပေါ့နော်နောက်တစ်ခုကအာကျွန်တော်တို့ CSR invite ခံရအောင်ကျွန်တော်တို့ဝန်ဆောင်မှုပေးလားဝန်ဆောင်မှုပေးရင်ကျွန်တော်ဝန်ဆောင်ခဘလောက်ကုန်ကြမလဲဒါလေးလည်းမေးတယ်ပေါ့နော်အဲ့တော့ CSR ပို့ရအောင်လဲကျွန်တော်တို့ကဝန်ဆောင်မှုယူပြီးတော့လုပ်ပေးလို့မရဘူးနော်ကိုတိုင်းပဲဗီဒီယိုတွေဖန်တီးရမယ် ပေးဖို့ရဲ့စီမီစီကန်တွေကိုလိုက်နိုင်ရမယ်ပေါ့နော်အာနောက်တစ်ခုကကြတော့အာကိုယ့်ရဲ့ page က follower ဘယ်လောက်ရှိနေပြီကျွန်တော်ကျမတို့ရဲ့ page တွေက follower က9000ပြည့်တော့မယ်လို့10000ကျော်သွားပြီလို့နော်ပြီးလို့ရှိရင် monetization နဲ့ active ဖြစ်နေတယ်တို့ recommended လည်း active ဖြစ်နေတယ်ပေါ့နော်အာဒါဆိုလို့ရှိရင်ဘာကြောင့်ကျွန်တော်တို့ကိုအာ CM set က invite မပေးတာလဲပေါ့အဲ့တော့ CSS invite ရအောင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲပေါ့အခုလို့လုပ်ပြီးလို့ရလားပေါ့ ကျွန်တော်တို့ကူညီပါပေါ့ဒါမျိုးတွေပေါ့နော် messenger မှာအများကြီးမေးကြတာတွေရှိတယ်အဲ့တော့ CM chat ရခြင်းမရခြင်းကကျွန်တော်တို့က follower တွေဘယ်လောက်ပဲများပါစေ CM chat ကသူရဲ့ Facebook ရဲ့ policy ကို လိုက်နာမှုမရှိဘူးဆိုလို့ရှိရင်အဲကျွန်တော်တို့ရမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီ Facebook monetization အကြောင်းအရာကို Facebook ပေါ်ဝင်ငွေရှာနေအကြောင်းအရာကိုနည်းစနစ်တကျနဲ့အခြေခံကြကြကျွန်တော်သိချင်တယ်ဆိုရင်တော့ကျွန်တော်ဖွင့်ထားတဲ့ကျွန်တော်ရဲ့တင်တဲ့မှာ Facebook monetization club မှာလာရောက်ပြီးတော့ကျွန်တော်တို့အာ ်တင်ယူလေ့လာလို့ရပါတယ်။အာကျွန်တော်ရဲ့တင်တဲ့ကိုကျွန်တော် comment မှာကျွန်တော်ချပေးထားမယ်။ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။